ီနေ့ကတော့ကကဆိုင်မှာမနက်စာကိုစီလုံးတီးရဲ့ပြီးရင်နန်းကြီးတုတ်လေးရဲ့စားပါမယ်။စီလုံးကြီးတောက်ချင်ရတဲ့အကြောင်းအရာတော့မိုင်းဒင်းမှာပေါ့နော်ကိုဆိုပြင်တင်ထားတာကိုတွေ့ပြီးတော့စီလုံးတီးကိုတအားတောက်ချင်သွား။အဲ့ဒါနဲ့ကကဆိုင်ရောက်တုံးလေးစီလုံးတီးကိုအဓိကထားပြီးတော့မှာတောက်ဖြစ်ပါတယ်။နန်းကြီးတုတ်ကတော့အရှင်က Grace မှာစားပါပေါ့နော်။သူမှာစားအောင်ကတော်တော်လေးစားကောင်းတယ်လို့ပဲမုတ်စီစီလေးနဲ့ဒီတစ်ခေါက်စားတဲ့နန်းကြီးတုတ်ကနန်းကြီးတုတ်လို့ပြောလိုက်လို့ဒါနန်းအလုံးကြီးအကြီးတွေပဲပေါ့နော်။နည်းနည်းတော့လန့်အောင်။ဒါပေမဲ့လည်းစားလို့ကောင်းပါတယ်။နန်းကြီးတုတ်လေးကလည်းစီစီစိမ့်စိမ့်လေးနဲ့ share mic ပါတယ်။န ဲ့အရာလို့တော့အဲ့လိုမျိုးကိုစားချင်တဲ့အရာလေးကိုတယောက်တည်းသွားစားပေးလိုက်ပါအဲ့တော့အစားတောက်အတွက်ကတော့အဖော်မလို့ကျင်းသွားစားတာပို့ပြီးတော့ပေါ့ကြတယ်ဒါကတော့ဟင်းရီလေးပေါ့နော်ဟင်းရီလေးနဲ့တောက်လိုက်တယ်နန်းကြီးတုံတဲစားပြီးသွားပြီဆိုတော့စီလုံးဒီလေးနဲ့အချိုတဲပါမယ်ရှင်ကျွန်တော်ကလက်ဖက်ရည်နဲ့လုံးဝမတည့်ဘူးလက်ဖက်တောက်ပြီးတနေကုန်ရှင်နေတုံတာပေါ့နော်ဒါပေမဲ့အရန်တောက်ချင်လို့အာကြည့်လို့ရှင်တုံခံပြီးတောက်လိုက်တာဖက်လေးတွေကလည်းဇုံးနဲ့ခတ်လိုက်တဲ့အချိန်တိုင်းမှာစိတ်ကျဉ်တဲ့မူတအားရရှိစေရဇာတို့ရောက်ရှိသွားတဲ့အခါမှာလည်းစိတ်သက်တဲ့အရသာလေးကြောင့်အရန်ကစိတ်ကျဉ်တဲ့ခဲရပါဒါကတော့ဒီနေ့မှရေကြည့်ပြီးတော့စားချင်တောက်ချင်တဲ့စိတ်ကို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 စိတ်ဆန္ဒ နာလေးကိုပြန်ပြီးတော့ဖြည့်တင်းပေးလိုက်တဲ့နေ့တနေ့လေးပဲဖြစ်ပါတယ်ဒီနေ့မနက်ခင်းလေးကတော့အစားအသောက်ကောင်းကောင်းမွန်မွန်လေးစားလိုက်ရတော့အရန်ဟိုမှာမင်္ဂလာရှိသွားပါတယ်ရှင်တခါလေကျရင်ကို့ဖွာလေးကိုကိုအရန်ကျဉ်တတ်တယ်စားကျင်တာလေးရှိလို့ရှိရင်လည်းတယောက်လည်းသွားစားလိုက်တယ်ဝယ်ကျင်တာလေးရှိနေတယောက်လည်းသွားဝယ်လိုက်တယ်ဘလောက်တောင်မှကောင်းလိုက်ကို့ဖွာလေးရဲ့စီလုံးဒီလေးလို့ပဲအရန်ဟိုမှာချုံမင်းနေကျုံရဲ့ပုံမှန်လေးစေပြောသမျှစကားကိုနားထောင်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်စီလုံးဒီနဲ့တောက်လို့ကောင်းတဲ့နန်းကြီးတို့လည်းအမှတ်ပြေးပေးရအားလုံးပဲတက်တာပါ